နျူကလ িয়ার ဆိုင်ရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကဇလန်စကီနဲ့ဆွေးနွေးလာတယ်လို့သိရပါတယ်။ယူကရိန်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရုရှားထိန်းချုပ်ထားတဲ့ဥရောပတိုက်ရဲ့အကြီးဆုံးဇာပိုရီရှားနျူကလ িয়ার ဓာအားပေးဆိုင်ကိုအမေရိကန်ကပိုင်ဆိုင်ဖို့အမေရိကန်သမ္မတထရန့်နဲ့ဆွေးနွေးခဲ့ကြောင်းယူကရိန်းသမ္မတဇလန်စကီကပြောကြားခဲ့ပါတယ်။ထရန့်ဟာရုရှားရဲ့ကျူးကျော်စင်မှာအပြစ်ခက်ရစဲရရှိဖို့ သူ့ရဲ့အစီအစဉ်တစ်ခုအနေနဲ့ယူကရိန်းရဲ့နျူကလ িয়ার ဆဲလ်များအာအမေရိကန်ပိုင်ဆိုင်မှုအောက်မှာထားရှိနိုင်ကြောင်းဇီလန်စကီကိုပြောကြားခဲ့တာဖြစ်ပါတယ်တကယ်လို့ဒီစိတ်ုံသာအမေရိကန်အပိုင်းလို့ဆိုလိုက်ရင်ရုရှားကထိရဲမှာမဟုတ်ဘူးလို့ထန်ကယူဆနေပါလိမ့်။အဲတော့ဇီလန်စကီကလည်းထရဲ့ပြောကြားချက်ကိုသတင်းတောက်တွေကိုပြန်ပြောပြပါလိမ့်။ကျွန်တော်တို့ကရုရှားသိမ်းပိုက်မှုအောက်မှာရှိနေတဲ့ နျူကလ িয়ার တအားပေးစေအောင်အကြောင်းကိုပဲပြောကြခဲ့တာဖြစ်ပါတယ်လို့ဖင်လန်ကိုရောက်ရှိနေတဲ့ဇလန်စကီးကဆာဗိုရေးရှားနျူကလ িয়ার တအားပေးစေအောင်ဒီကိစ္စရှင်းညွှန်းပြောပါတယ်ဒီနျူကလ িয়ার စေယုံဟာဥရောပရဲ့အကြီးဆုံးနျူကလ িয়ার တအားပေးစေယုံဖြစ်ပြီးတော့2022ဖေဖော်ဝါရီမှာရုရှားကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ပြီးနောက်မကြာမီချိန်အတွင်းမှာထိန်းချုပ်လိုက်တာဖြစ်ပါတယ်ဒီစက်ရုံကိုပုံမှန်အတိုင်းပြန်လည်လက်ပတ်နိုင်ဖို့အနည်းဆုံးအချိန်နှစ်နှစ်ကျော်ကြာမြင့်ဖို့ရှိပါတယ် အဲ့ဒီ nuclear စေအောင်မှာထလုံးတဲ့ရက်စစ်တပ်အားတွေဟာ Ukraine နဲ့ Europe အတွက်လိုအပ်ကြောင်း Zelensky ကပြောပါတယ်။အဲ့ဒီစေအောင်ကိုလိုအပ်လားဆိုရင်တော့ပြည်သူတွေနဲ့ Europe အတွက်ဖြည့်ရရင်လိုအပ်တယ်လို့ကျွန်တော်ဖြည့်ပါပါ။ Europe လက်စစ်တပ်အကွန်ရက်ကိုပူးပေါင်းမှုအတွက်အဲ့ဒီစေအောင်နဲ့လှုပ်ဆောင်နိုင်တယ်လို့ Zelensky ကပြောပါတယ်။ထရဟာဇန်နဝါရီလကတမားဖြစ်စတဲ့တာဝန်ထမ်းဆောင်ချိန်ကလေးက၃နှစ်ကျော်ဖြစ်နေတဲ့ရုရှားယူကရိန်းစစ်ပွဲအလင်းမြန်ဆုံးသက်ဖို့စူးစမ်းခဲ့ပါတယ် ပြီးခဲ့တဲ့သတင်းပတ်တွင်လည်းဇလန်စကီအမေရိကန်ဆိုပြတဲ့ရ30ကြာပြစ်ခတ်ရစေအစည်းအဝေးကိုထောက်ခံခဲ့ပြီးမဲ့ရုရှားဆိုရကတော့ဒီအစည်းအဝေးကိုညှင်းပယ်ပါတယ်အဲ့နော်ပူတင်ကယူကရိန်းရဲ့စွန့်ရင်ဆောင်တွေတက်ခတ်မှုကိုရပ်တန့်ပေးမယ်လို့ဆိုပြပါတယ်။အပြန်အလှန်အားဖြင့်ယူကရိန်းကလည်းရုရှားရဲ့စွန့်ရင်ခြေကန်ဆောင်တွေကိုတက်ခတ်မှုရပ်တန့်ပေးရမှာဖြစ်ပါလိမ့်။ယူကရိန်းစစ်သည်တွေကရုရှားရဲ့ gas တွေသားကိုထိန်းချုပ်နိုင်ဖို့ဆက်လက်တက်ခတ်နေတဲ့ကာလပတ်လုံးပူတင်ဟာဘယ်အပြစ်ခတ်ရစေရေးကိုမစိုးသဘောတူလိုက်မှာမဟုတ်ကြောင်း လန်စကီကပြောပါတယ်ကာစတေတောင်မှာကျွန်တော်တို့စစ်သည်တွေရှိနေသည်ပူတင်ဟာအပြစ်ခတ်ရစေအတွက်ဆန္ဒရှိမှာမဟုတ်ဘူးလို့ဇလန်စကီကပြောခဲ့တာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ယူကရိန်းရဲ့လုံခြုံရေးအတွက်အာမခံချက်ပေးဖို့တပ်ဖွဲ့များဆယ်လို့ရေးပြတိမ်မှဆွေးနွေးနေပါတယ်။ရုရှားယူကရိန်းပြစ်ခတ်ရစေးသဘောတူညှိကြတာရခဲ့ရင်ယူကရိန်းလုံခြုံရေးအာမခံချက်အတွက်တပ်ဖွဲ့တွေချက်ချင်းဆယ်လို့နိုင်ဖို့ ပြတိန်ဘူးတွဲစစ်စင်ရဲ့ဌာနချုပ်မှာစွန့်နေကြောင်းလန်ဒန်သတင်းတွေကဖော်ပြပါတယ်စွန့်ဘက်ကိုတက်နေတဲ့နိုင်ငံပေါင်း20ကျော်ကအစင်းမြင့်စစ်ဘက်အရာရှိတွေနဲ့ကိုယ်စားလှယ်တွေကိုဝန်ကြီးချုပ်စာကီယာစတာမောင်းကတွားရောက်တွေ့ဆုံခဲ့ပြီးကွန်မြူစကားပြောကြောင်းလည်းပြတိန်ဝန်ကြီးချုပ်ယုံကသတင်းထုတ်ပြန်ပါတယ်ရုရှားယူကရိန်းပြစ်ခတ်ရစေးရေးသဘောတူညီချက်ရတာနဲ့တက်တွေချက်ချင်းနေရာချထားနိုင်မှုအတွက်အစီအစဉ်တွေရေးဆွဲဖို့ဖြစ်တယ်လို့ကီယာစတာမောင်းကပြောပါတယ်ယူကရိန်းကောင်းကင်ပင်လယ်နဲ့မြေပြင်နယ်နိမိတ် အဆောက်အုံတွေလုံခြုံရေးအလုံးအတွက်တက်တဲ့ကူညီပံ့ပိုးမှုဖြစ်ပြီးအဓိကအချက်ကတော့ပူတင်အနေနဲ့သဘောတူညီချက်ကိုချိုးဖောက်ရင်းပြင်းထန်တဲ့အကျိုးဆက်နဲ့ရင်ဆိုင်ရမယ်ဆိုတာရှင်းရှင်းလင်းလင်းပြသဖို့ပဲဖြစ်တယ်လို့ KIA Strawman ကပြောပါတယ်။အဲဒီဆွေးနွေးပွဲမတိုင်ခင်ဝန်ကြီးချုပ် KIA Strawman ဟာနျူကလ িয়ার ဟန်တာရေးအတွက်နိုင်ငံတကာရေပြင်မှာလာနေချီတာဝန်ထမ်းဆောင်ခဲ့ပြီးပြန်ရောက်လာတဲ့နျူကလ িয়ার ဒုံးကျည်တပ် HMS Vanguard ရင်းငုံသင်္ဘောပေါ်ကိုလည်းတွားရောက်ကြည့်ရှုကြောင်းပြည်ထောင်ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ ရောစဲမှာဥရောပတိုက်နောက်တနိုင်ငံဖြစ်တဲ့နော်ဝေးနိုင်ငံကိုလည်းဇီလန်စကီးကရောက်နေပြီးအဲ့ဒီမှာနော်ဝေးနိုင်ငံကယူကရိန်းကိုကူညီငွေဒေါ်လာတန်း8000ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်ယူကရိန်းစစ်သက်လိုအပ်ချက်အတွက်သုံးပြုနိုင်တယ်လို့နော်ဝေးကဆိုပါတယ်နော်ဝေးပါလီမန်ကတင်ပြတဲ့သဘောတူထားတဲ့ကူညီငွေဒေါ်လာတန်း8000ဒီပါဟာယူကရိန်းစစ်သက်နဲ့ယူကရိန်းကာကွယ်ရေးအတွက်အသုံးပြုဖို့ပဲဖြစ်တယ်လို့နော်ဝေးဝန်ကြီးချုပ်ရောနက်စ်ကာစတိုရက်ကပြောပါတယ် အော်စလိုမှာယူကရိန်းသမ္မတလန်စကီနဲ့ပူးပွဲတင်ဆက်ရှင်ပွဲမှာနော်ဝေဝန်ကြီးချုပ်ကပြောတာပါမူလပေးထားတဲ့ဂရီထက်သုံးစတိုဘီကူညီပေးဖို့နော်ဝေနိုင်ငံရေးပါတီအားလုံးကသဘောတူခဲ့တယ်လို့အကူအညီအားလုံးဟာလက်နက်ကြီးကြီးတွေ drone တွေဝယ်ယူဖို့နဲ့ယူကရိန်းကိုပိုင်ကာကွယ်ရေးစစ်မှုလုပ်ငန်းတွေမှာပဲရင်းနှီးမြှုပ်နှံဖို့ဖြစ်တယ်လို့ Ronas Gasgor ကပြောပါလေချုံချောင်အာနာမိုင်နိုင်ငံတိုင်းနိုင်ငံအနေနဲ့ကျူးကျော်သူမှန်သမျှတောလန်တိုက်ခိုက်ဖို့ခွင့်ရရှိတဲ့အတွက် ရုရှားကျူးကျော်စစ်ကိုတောင်းတနေတဲ့ယူကရိန်းကို နော်ဝေကအပြင်းထန်ထောက်ခံသလိုယူကရိန်းနေနဲ့နော်ဝေရဲ့ထောက်ပံ့ကူညီမှုပေါ်မှာယုံကြည်စိတ်ချထားဖို့လည်းဝန်ကြီးချုပ်ကပြောသွားပါတယ်အခုလိုမျိုးဒေါ်လာတန်8000အကူအညီပေးတဲ့နော်ဝေးအစိုးရနဲ့ပါလီမန်ကို အထူးကျေးဇူးတင်ရှိပါကြောင်းဇလန်စကီကပြောပါရယ်2025အတွက်မူလကဒေါ်လာတန်3000လီပါကူညီဖို့ဆုံးဖြတ်ထားရကလည်းဒေါ်လာတန်8000လီပါအထိ တိုးမြင့်ကူညီဖို့တင်ပြတဲ့တဲ့သဘောတူဆုံးဖြတ်ခဲ့တယ်။နော်ဝေးနိုင်ငံရေးပါတီအားလုံးကိုလည်းကျေးဇူးတင်မယ်ဆိုပါတယ်။ပါလီမန်ဥက္ကဋ္ဌနဲ့နိုင်ငံရေးပါတီခေါင်းဆောင်အားလုံးကိုလူကိုယ်တိုင်တွေ့ဆုံဆုတ်ဆက်ပြီးကျေးဇူးနဲ့စကားပြောပါတယ်။ဇလန်စကီးကဗီယက်နမ်ကိုတွားပြီးနောက်နော်ဝေးအရှိန်မင်းသားနဲ့တွေ့ဆုံခဲ့တဲ့လို့ယူကရိန်းကိုကူညီပေးခဲ့မှုအားလုံးအတွက်ပြည်သူတွေကိုစားကျေးဇူးတင်ကြောင်းလည်းပြောကြားထားတာတွေ့ရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။မိမိတို့ရုရှားနိုင်ငံအနေနဲ့ငြိမ်းချမ်းရေးကိုလိုလားပေမဲ့လည်းဥရောပကအခုလိုမျိုးစစ်လက်နက်တွေတိုးထုတ်ဖို့ယူကရိန်းကိုတိုးပြီးကူညီဖို့အဆုံးဖြတ်နေတာတွေဟာသမ္မတထွေငြိမ်းချမ်းရေးလမ်းစဉ်နဲ့ဆန့်ကျင်နေတယ်လို့ရုရှားပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောပါတယ်။ငြိမ်းချမ်းရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖွဲ့စည်းထားတဲ့ဥရောပသမ္မတဟာစစ်ပဆိုင်ရာဖွဲ့စည်းဖြစ်ပြောင်းလဲသွားပြီလို့ပက်စကော့ကဆိုပါတယ်။ ဥရောပသမဂ္ဂအခြေဆိုင်ရာဘရက်ဆဲပါဝင်ဥရောပနိုင်ငံကြီးတွေကမြို့တော်တွေမှာစင်အားတွေတိုးချဲ့ဖို့ဖြန့်ကျက်ချထားဖို့ဆိုတဲ့ဆွေးနွေးမှုတွေများပြတာဟာသမ္မတထိုင်းရဲ့ငြိမ်းချမ်းသဘောထားနဲ့လည်းကွဲလွဲနေတယ်လို့ဆိုပါတယ်။ယူကရိန်းကိုစစ်ရေးကူညီပေးဖို့ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲဘရက်ဆဲမှာကျင်းပနေတယ်လို့ပြည်သူပြည်ထောင်စုမြို့တော်တွေမှာလည်းယူကရိန်းကိုကူညီပေးဖို့နဲ့ ကာကွယ်ရေးဘတ်ဂျက်တွေတိုးမြင့်ပြီးစစ်လက်နက်တွေတိုးမြင့်ထုတ်လုပ်ဖို့ဆွေးနွေးဆုံးဖြတ်နေတဲ့ပေါ်ဒီမီထရီပက်စကော့ကဝေဖန်ပြောဆိုသွားတာဖြစ်ပါတယ်ဒါအပြင်အမေရိကန်အနေနဲ့ရုရှားနဲ့လည်းစီးပွားရေးပူးတွဲလုပ်တင်နေဆိုပြီးထပ်မံဖိတ်ခေါ်နေပါတယ်။ရုရှားမှလည်းမြေရှားသတ္ထုတွေလာတူးဖော်ဖို့ဆိုပြီးဖိတ်ခေါ်နေပါတယ်။ ရုရှားမှာအရန်ရှားပါတဲ့မြေအုပ်သတ္ထုအစာပေါင်းများစွာရှိနေပါတယ်။ဒါကြောင့် American Power စိတ်ဝင်စားတဲ့နိုင်ငံတွေလာရောက်ယင်းနီမြို့နယ်ဖို့ပူးပေါင်းကြဖို့သမရပူတင်ရဲ့နိုင်ငံတကာယင်းနီမြို့နယ်မှုနဲ့စီးပွားရေးချန်ပေပုဂ္ဂိုလ်ကဖိတ်ခေါ်ကြောင်းပြောပါတယ်။ရုရှားမှာရှိတဲ့အရန်မြေရှားသတ္ထုတွေဟာယူကရိန်းထက်အစာပေါင်းများစွာရှိတယ်ဆိုတာကို ူတင်ကပြောခဲ့ပြီးဖြစ်သလိုအမေရိကန်ပါဝင်ဗဲနိုင်ငံမဆိုလာရောက်ပူးပေါင်းလုပ်နိုင်တယ်လို့ဆိုပါတယ်အထူးသဖြင့်နယ်ပယ်အားလုံးမှာရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့စိတ်ဝင်စားတဲ့ဆိုတဲ့အမေရိကန်အနေနဲ့နှစ်နိုင်ငံပြန်လည်ကြိုးစားပွားအတွက်လာရောက်ပူပေါင်းဖို့ထပ်မံဖိတ်ခေါ်ကြောင်းသမ္မတပူတင်ရဲ့နိုင်ငံတကာရည်ညွှန်းချက်မှစီးပွားရေးကြံပေးပုဂ္ဂိုလ်ကပြောကြားရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ် တကယ်လို့အမေရိကန်အနေနဲ့အမိုက်ထုတ်တွေကိုသာမရှင်းနိုင်ဘူးဆိုရင်အမေရိကန်ဆိုတဲ့သင်္ဘောကြီးဟာနစ်မြုပ်သွားလိမ့်မယ်လို့ Elon Musk ကပြောပါလေ။ဒီပညာဘီလီယံနာတထေးကြီးလောလောဆယ်တမထွန်ရဲ့အထူးအရေးကြီးပုဂ္ဂိုလ် Elon Musk ကဒါကပဲသူအင်ဖြူတော်ကိုရောက်နေတဲ့အကြောင်းရင်းဖြစ်ပြီးအကျင့်ပြတ်ခြောက်ဆောင်မှုတွေနဲ့အမိုက်တွေကြောင့်အမေရိကန်ဒေဝါလီခဲမှာအရန်ဆိုရင်မြည်လို့ Found New သတင်းဌာနရဲ့နိုင်ငံရေးစကားဝိုင်းစီစဉ်မှာပြောပါလေ။ American ရဲ့တင်မောကြီးဟာ နှမြုပ်တော့မှာဖြစ်ပြီးကျွန်တော်တို့လည်းအဲ့ဒီအသင်္ဘောပေါ်မှာတူတူရှိနေတာလို့ Elon Musk ကဆိုပါလေဒါချမ်းသာကြွားသူတွေသို့မဟုတ်နီလန်းပေါင်းစုံရှိသူတွေကမ္ဘာလီတွေကိုထိန်းချုပ်နိုင်တဲ့လူတွေအတွက်ဖြစ်နိုင်တဲ့သတင်းစကားကတော့ American ဆိုတဲ့သင်္ဘောကြီးနဲ့တွားရင်သူတို့ကုမ္ပဏီတွေလည်းတည်ရှိနေမှာမဟုတ်တော့ပါဘူးအနာဂတ်မှာအမေရိကကိုတံပါစီဖို့အတွက်တက်နိုင်သမျှလှုပ်တင်တယ်လို့ပြောသွားပါတယ် တမလထန်တဲ့အိမ်ပြီးတော့ဂျန်ဘေးပုတ်ကိုအီလိုမတ်စ်တို့ဟာအင်အားနှစ်တသမာ၃သန်းရှိတဲ့ရက်ဘတ်ဖက်ဒရယ်လုပ်သားတွေအင်အားရှော့ချတဲ့ကမ်ပိန်းကိုကြေကြေပြပြလုပ်နေပြီးဝန်ထမ်းပေါင်းတသိန်းကျော်ကိုလှုပ်ထုတ်ခြင်းနဲ့ရောဂျီဘီကကိုယ်တော်ဆန္ဒနဲ့ကိုနှုတ်ခတ်စေခြင်းပြုလုပ်ပါတယ်။အလို့ရစေခြင်းနဲ့လက်ရှိလောက်ကိုင်းမှာလောသက်တနည်းအောက်သာရှိသေးတယ်။အလို့သမားတွေနဲ့တက်တန်းကြတာထက်အလို့ကောက်ကွယ်မှုပိုနေတဲ့ဝန်ထမ်းတွေကိုအဓိကရည်ရွယ်ပြီးလှုပ်ထုတ်ပြတယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောခြင်းပါတယ်။ ထူးထူးခြားခြားသမရထရန့်ကိုထောက်ခံမှုတွေဟာအမြင့်ဆုံးနှိပါရောက်နေပြီးနှစ်ပေါင်း20အတွင်းအမေရိကန်လမ်းကြောင်းမှာပေါ်ရောက်နေပြီလို့အမေရိကန်တွေကပြောပါတယ်။အမေရိကန်သမ္မတထရန့်ကိုထောက်ခံမှုစင်ဟာ49ခွန်ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပြီးသမ္မတဖြစ်အကောင်းဆုံးအနေထားဖြစ်သော NPC နီးရနောက်ဆုံးစစ်တမ်းရသိရပါတယ်။ဒါပေမဲ့အများစုဖြစ်တဲ့52ရာခိုင်နှုန်းကတော့ထရန့်ရဲ့စွမ်းဆောင်ရည်ကိုမနစ်သက်ပါဘူး။သမ္မတတကြောပြန်ဖြစ်လာပြီးနောက်3လကြာမှာထရန့်ဟာသူ့ရာဘူးသမ ्या အမြင့်ဆုံးသောထောက်ခံမှုအဆင့်ကိုရရှိနေပါတယ်။ 2004နောက်ပိုင်းအမေရိကန်ကလမ်းကြောင်းပေါ်မှာရောင်းနေပြီဖြစ်ကြောင်းအမေရိကန်နိုင်ငံသားအများစုကပြောကြားခဲ့ပါတယ်။သတင်းဆိုးကတော့ Trump ကိုအမေရိကန်အများစုကမထောက်ခံကြသေးခြင်းပါ။54ရာခိုင်နှုန်းက Trump ရဲ့စီးပွားရေးကံတွေပေါ်မှာလက်မခံကြောင်းပြောဆိုခဲ့ပြီးဒါဟန် MBC စတက်မှာဒီပြဿနာအတွက်ပထမဆုံးအကြိမ်ဖြစ် Trump ကအများစုထောက်ခံမှုဆုံးရှုံးနေခြင်းဖြစ်ပါတယ်။စတန်ကောက်ယူမှုမှာမဲဆန္ဒရှင်တွေဖော်ပြကြရရေပုံရအပြင် Trump ဟာဒီကကိစ္စတွေမှာအမှန်ကန်တဲ့ပြောင်းလဲမှုကို ယူဆောင်လာတယ်လို့ခံစားမိကြောင်းတွေ့ရှိရတယ်ဆိုပါလေ MEC ရဲ့စစ်တမ်းရထွက်ရကွန်ဒွေမှုဝါဒပြောင်းလဲမှုကိုထောက်ခံသူ51ရာခိုင်နှုန်းစံကျင်သူ38ရာခိုင်နှုန်းရှိပါလေကနေဒါနဲ့မက္ကဆီကိုပေါ်အခွန်25ရာခိုင်နှုန်းနဲ့တရုတ်ပေါ်အခွန်20ရာခိုင်နှုန်းစီးကျက်ဖို့အခုလောက်စောပိုင်းမှာထွက်ရဆုံးဖြတ်ချက်ကြောင့် American Store စီကွက်ဟာကျဆင်းသွားပါလေဒီကပြဿနာများစွာအနေနဲ့ဆန္ဒရှင်တွေဟာ အလားတူသဘောထားတွေဖော်ပြခဲ့ပြီးထွန့်ရဲ့နယ်စပ်မူဝါဒတွေဟာအကောင်းဆုံးထောက်ခံမှုကိုရရှိခဲ့ပါတယ်56ရာခိုင်နှုန်းကထွန့်ဟာတကယ်လွတ်လွတ်နေပြီးအပြုသဘောဆောင်တဲ့ပြောင်းလဲမှုဖြစ်ရှိမြင်ကြပါတယ်အစိုးရစိတ်ဖြစ်တော်မှုနဲ့ပတ်သက်ပြီး58ရာခိုင်နှုန်းကထောက်ခံပြီး29ရာခိုင်နှုန်းကသာကန့်ကွက်ပါတယ်ယူကရိန်းစစ်ပွဲနဲ့နေတိုးထံချင်းကပ်မှုကဲ့သို့အငင်းပွားပွဲအောင်အကြောင်းအရာတွေမှာဝေဖန်မှုများစွာနဲ့ရင်ဆိုင်ခဲ့ရသည့်တိုင် တောင်းပြသူ42ရာခိုင်နှုန်းကထောက်ခံပြီး40ရာခိုင်နှုန်းကသာကံကွက်ပါလေ NBC စနစ်မှာဖြေဆိုသူတွေက Trump ရဲ့ငွေကြေးဖောက်ပွားမှုပေါ်တိုင်းတာတစ်ခုထိလက်ခံထားကြပြီး40ရာခိုင်နှုန်းကသူ့မူဝါဒတွေကိုအပြစ်သဘောမြင်ပေမဲ့30ရာခိုင်နှုန်းကတော့အပြစ်သဘောမြင်ပါလေ28ရာခိုင်နှုန်းကမူဝါဒဟာလုံးဝထူးခြားမှုမရှိကြောင်းပြောပါလေ American မှာနိုင်ငံရေးကွပြမှုနဲ့ဆန်းကြောင်းဖော်ပြချက်ပြီး Republican Party ရဲ့60ရာခိုင်နှုန်းကထောက်ခံကြပြီး Democrat ၄ရာခိုင်နှုန်းကသာ Trump ကိုကောင်းမြင်တယ်လို့စစ်တမ်းမှာဖော်ပြပါလေ နှစ်ပေါင်း80အတွင်းအတိုက်ခံတဲ့အာဏာရပါတီကြားအကြီးမားဆုံးကွာခြားချက်ဖြစ်ကြောင်း MPC ကမှတ်ချက်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အိန္ဒိယနိုင်ငံမှာ18ရာစုခေတ်ကမကိုဘရင်ရဲ့ဂူဘိမှန်အနီးရုံရင်းစံခတ်ဖြစ်လို့ကာဖျူးမိတ်ထုတ်ထားပါတယ်။အိန္ဒိယနိုင်ငံနေပါမြို့မှာရှိတဲ့18ရာစုခေတ်ကမကိုဘရင်တူရဲ့ဂူဘိမှန်ကိုဖယ်ရှားပေးဖို့ဟိန္ဒူလူမျိုးစုရဲ့တောင်းဆိုမှုကြောင့်ရုံရင်းစံခတ်ဖြစ်ပွားခဲ့ရာ အဲ့ဒီမျိုးအစိပ်ပိုင်းချို့ကိုအာနာပိုင်းတွေကရက်ကန်တမရှိညာဘက်ထွက်ရကာဖျူးထုတ်လိုက်ရပါတယ်။အချိန်ဖြစ်ပေါ်စဉ်ရက်တစ်ခွဲစေကနံမြအထူးတန်ရာကြောင့်အိန္ဒိယရက်တစ်ခွဲကလည်းကျင်းညာပါတယ်။အိန္ဒိယလေပိုင်းမဟာရထဘီနယ်ရဲ့မြို့တော်နေပါမှာပြောရမယ်ဆိုရင်တော့ဖြစ်ခဲ့တဲ့အဲ့ဒီအကြံဖတ်မှုကြောင့်ရင်းစည်းအများပြပျက်စီးခဲ့တယ်လို့ဒဏ်ရာသူတွေတော်ရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေအနက်ရက်တစ်ခွဲ15ဦးရဲ့ဒဏ်ရာတွေပြင်းထန်ကြောင်းလည်းဆိုပါတယ်။ အခင်းဖြစ်ပေါ်တဲ့မြို့တည်ရှိရာအိန္ဒိယအနောက်ပိုင်းမဟာရထပြည်နယ်ဝန်ကြီးချုပ်ကတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းဖို့တိုက်တွန်းပြီးကြမ်းဖက်မှုပေါ်ဝေဖန်ဖြစ်တယ်ပါလေလိုအပ်တာမှတမျှတင်းကျပ်ဖို့ရဲမင်းကြီးကိုကျွန်တော်ညွှန်ကြားထားပါတယ်လို့ဝန်ကြီးချုပ်ကမိန့်ထုတ်ထားတယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ရုရှားရဲ့ချင်းချောင်းမှုကြောင့်ဘော်ဒစ်သုံးနိုင်ငံကမြေမြမိုင်းဆိုင်ရာသဘောတူစာချုပ်မှာနှုတ်ခတ်ဖို့စီစဉ်နေပါတယ် မြောက်တလန်တိတ်အစာချုပ်နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ပိုလန်လစ်သူရေးနီးယားလက်ဗီးယားနဲ့အက်စတိုနီးယားတို့ဟာရုရှားရဲ့စစ်ရေးအရချင်းချောင်းမှုကြောင့်မြေမြွန်ပိုင်းတာစီရဲ့နိုင်ငံတကာသဘောတူစာချုပ်မှာနှုတ်ထွက်ဖို့စီစဉ်နေကြောင်းအဲ့ဒီလေးနိုင်ငံကကြေညာပါတယ်။1990ခုနှစ်ကချုပ်ဆိုခဲ့ပြီးအိုတဝါသဘောတူညီချက်လို့ခေါ်တဲ့အဲ့ဒီစာချုပ်မှာကမ္ဘာနိုင်ငံပေါင်း160ကျော်ကဝိုင်းဝန်းလက်မှတ်ထိုးခဲ့ပြီးမြန်မာရုရှားကတော့မထိုးပါဘူး။အခုကအဲ့ဒီစာချုပ်ကလည်းနှုတ်ထွက်ခြင်းအပြင်ပိုလန်နဲ့ဘောတစ်ဒေသရှိသုံးနိုင်ငံဟာ တို့ပိုင်းနဲ့မှာမြေမြပိုင်းနေပြန်ထောင်တော့မှာဖြစ်ပါတယ်အဲ့ဒီနိုင်ငံတွေကရုရှားဘယ်လာရုစ်တို့နဲ့နယ်နိမိတ်ချင်းဆက်နေတဲ့နေလို့ဖုံနေဖြစ်ပြီးသူတို့ဘောရုရှားရဲ့စီရေးရချင်းချောက်မှုတတိတတတိုးလာကြောင်းနိုင်ငံအသီးသီးရဲ့တာဝန်ဝင်ကြီးတွေကပူးတွဲကြညာပါတယ်ဒီဆုံးဖြတ်ချက်ဟာကျွန်တော်တို့ရဲ့ပြတ်သားတဲ့သတင်းစကားကိုချပြလိုက်တာပါကျွန်တော်တို့နိုင်ငံတွေကပြင်ဆင်ထားပြီးလုံခြုံရေးကိုလိုအပ်ချက်အတွက်ကာကွယ်ဖို့အစီအမံအားလုံးတုံးသွားမယ်လို့ဗော်တန်နိုင်ငံတွေကဖော်ပြပါတယ် အခုလောစာချုပ်မှာသုံးနိုင်ငံတို့ခရတာဟာ body data တွေနဲ့ damage ကို3ရောက်ကောက်ွယ်ပေးဖို့ဖြစ်ကြောင်းလစ်တရီနီယာကောက်ွယ်ဝန်ကြီးကပြောပါတယ်ယူကရိန်းစစ်မီမှာရုရှားဟာမြေမြမိုင်းလိုလက်နက်တွေတုံးခဲ့တာကြောင့်မိမိတို့လည်းအော်တဝါစာချုပ်ကနေနှုတ်ခတ်ဖို့စဉ်းစားခဲ့ကြောင်းဖင်လန်ကလည်းပြောမှုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ Donald Trump စီမှာရှင်းလင်းပြတ်သားတည်ကြတဲ့စီမံကိန်းရှိပြီဖြစ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီကပြောပါတယ်။ မရထရန်ဟာရှင်းလင်းပြတ်သားတဲ့စီမံကိန်းနဲ့သူ့ဒုတိယတက်တန်းအတွက်ကောင်းစွာပြင်ဆင်ထားပြီးဖြစ်တယ်လို့ဝါရှင်တန်ကစီစဉ်ထားတဲ့အပြန်အလှန်ခွန်စည်းချက်မှုမတိုင်မီသတင်းပတ်နိုင်ငံလို့မှပြုလုပ်တဲ့အင်တာဗျူးမှာမိုဒီကပြောပါတယ်။မော်နိုယီမသည်စိုက်ဘေးထက်ကုံထိစမှုလုပ်ငန်းတွေမှာပို့ကွန်သမားတွေကိုအကျဉ်းရိုက်စေမဲ့အပီလာမှာစတင်မဲ့အခွန်စည်းချက်မှုကိုရင်ဆိုင်ရတော့မဲ့ကုန်သက်ပတ်နိုင်ငံတွေမှာအိန္ဒိယလည်းပါပါတယ်။ မော်ဒီနထရန်ဟာပြည်ကြဲလာကတွေ့ဆုံခဲ့ပြီးခွန်စည်းချက်မှုကိုဖြည့်ရှင်းဖို့2030ပြည့်နှစ်နိုင်ငံကုန်သွယ်မှုဟာမေဂန်ဒေါ်လာဘီလီယံ900ရောက်ရှိရင်2025သဘောတူညီချက်ပထမပိုင်းကိုအကောင်အထည်ဖော်ဖို့သဘောတူထားပါတယ်။ဒီတခါတော့အရင်ကတည်းကပုံပြီးပြင်ဆင်ထားပုံရတယ်လို့တင်းနေနေကထုတ်လင်းတဲ့အမေရိကန်ကမ္ဘာပညာရှင်နဲ့ပေါ့ဒကတ်တူမှာဂျီမိုရီကပြောပါတယ်။သူမှတိကျပြသတဲ့ခြေလှယ်နဲ့ရှင်းလင်းတဲ့စီမံကိန်းရှိထားပြီးခြေလှယ်တိုင်းကသူ့ဤမှန်းချက်တွေ ဥတီဖို့ရေးဆွဲထားတာလို့ဆိုပါတယ်ချိန်သုံးလိုက်ကြကြဆင်းနေမှုတွင်တန်ကင်းတမန်ကင်းတဲ့ AI အကြောင်းအရာမှသည်မြို့သူ့ရဲ့ငယ်ဘဝအကြောင်းအထိဘိုဒီကပြောခဲ့ပြီးသူဟာဘဝရဲ့ဩဇာရှိဆုံးထဲမှာတူးလို့လည်းဆိုပါတယ်ထိုင်ရင်ကျေးပြီးတော့နိဝရဒမင်္ဂလာနဲ့ပြည့်စုံခြင်းကိုလည်းမော်ဒီကချီးကျူးခဲ့ပြီးခေါဆောင်ဦးကြခိုင်မာတဲ့ဆက်ဆံရေးလေးထားပြောပါတယ်သူရဲ့ American ကပထမဆုံးဆိုတဲ့ခံယူချက်ဟာနိုင်ငံအတွက်တော့ပထမဆုံးဆိုတဲ့မိမိရဲ့ယုံကြည်ချက်အတိုင်းဖြစ်ကြောင်း အိန္ဒိယသောပထမဦးသောမူဝါဒနဲ့မိမိရက်တီကြောင်းဒါကြောင့်အခန့်နဲ့မိမိဟာအမြင့်အကျဉ်းတူညီတဲ့ဆက်ဆံရေးကိုထားရှိနိုင်ခြင်းဖြစ်ကြောင်းမူဒီကပြောသွားပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါလိမ့်။နယ်စပ်ဖြတ်ကျော်ရာဇမှုတိုက်ဖျက်ရေးမှာအမေရိကန်အနေနဲ့ပါဝင်ဆွတ်ဖက်ခွင့်မရှိဘူးလို့တရုတ်ကအတိအလင်းပြောလိုက်ပါလိမ့်။လူပေါင်းခုတ်ကူးမှုနဲ့တခြားနယ်စပ်ဖြတ်ကျော်မှုကင်းတွေကိုနှိမ်နှင်းဖို့အချုပ်အခြာအာဏာပိုင်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့ထိုင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်ခြင်းဟာ နှစ်နိုင်ငံလုံးရဲ့ဥပဒေနဲ့အညီဖြစ်တယ်လို့နိုင်ငံတကာဥပဒေနဲ့ဘုံကျင်ထုံးနေတဲ့အညီလဲဆောင်ရွက်လျောင်းအခုလိုပူပေါင်းဆောင်ရွက်မှုမှာအမေရိကန်အနေနဲ့ဝင်ရောက်ဆွတ်ဖက်ခွင့်လုံးဝမရှိကြောင်းတရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနကပြောပါတယ်တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပုံမှန်သတင်းစာရှင်းပွဲမှာအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီယိုဟာနေရပြန်ပေါ်ရေးပူပေါင်းဆောင်ရွက်မှုမှာပါဝင်တဲ့ထိုင်းဆိုရရာရှိတဲ့ပေါ်အကျိုးသက်ရောက်မယ် ဗီဇာကန့်သက်ချက်မူဝါဒအပါအဝင်ပိတ်ဆို့ရေးမှုနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုဖြေရမှာဒီလိုပြောတာပါငွေကြေးမဲ့လုံးရဲ့ဖြားရောက်ခံရပြီးတရုတ်နိုင်ငံသားတွေဟာနယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပါထိုင်းနိုင်ငံမှာဆယ်စုနှစ်တခုကြာပေါင်တင်နေခဲ့တာကိုသတိပြုမိပြီးတရုတ်ဆိုးရဟာသူ့နိုင်ငံသားတွေကိုမိသားစုတွေနဲ့ပြန်ပေါင်းစီပြီးပုံမှန်ဘဝပြန်လည်ရရှိနေထိုင်ဖို့ကူညီပေးဖို့တရုတ်ဆွေရမှာတာဝန်ရှိတယ်လို့ဆိုပါတယ်။ဒီပြဿနာကိုအမေရိကန်ကဝင်ပြီးနိုင်ငံရေးဆက်သွင်းခြင်းဖြင့် လို့တမျိုးမလို့တမျိုးမူဝါဒကိုကျင့်သုံးတာတခြားနိုင်ငံတွေကိုဖိနှိပ်ဖို့ကြိုးပမ်းနေကြောင်းအမေရိကန်လူဝင်မှုကြီးကြေးရေးနဲ့ကောက်ခွန်ကျမရေးဌာနက2024ဘဏ္ဍာနှစ်မှာနိုင်ငံပေါင်း192နိုင်ငံကိုမူရင်းနိုင်ငံသားမဟုတ်ဘူးသူ2300ကျော်ဖယ်ရှားခဲ့ကြောင်းထပ်လောင်းပြောရပါဒီလိုပြည်နေနဲ့ပေးကြီးဟာ2014နောက်ပိုင်းအမေရိကန်ရဲ့အများဆုံးပြည်နေနဲ့ဖြစ်လာခဲ့တယ်ဆိုပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူမြန်မာပြည်သူများလူတိုင်းကိုမစီစစ်ပဲပြည်နေနဲ့ပေးနေပေမဲ့တခြားတစ်ဖက်မှာတော့ လက်ညှိုးထိုးကတခြားနိုင်ငံတွေရဲ့ဥပဒေနဲ့ညီတရားဥပဒေစုံလင်ပြီးပေါ့ဆွဲမှုကိုတော့တိုက်ခါချနေတယ်လို့ဆိုပါတယ်။ဒါဟာအနိုင်ကျင့်တာလို့ဆိုပါတယ်။တရုတ်နဲ့ထိုင်းတို့ပေါ်မလို့တမာတဲ့ရည်ရွယ်ချက်နဲ့ရှုတ်ချမှုတွေတရားမဝင်တန်ခတ်ပိတ်ဆို့ရည်ရွယ်မှုအလုံးကိုတရုတ်ကအပြင်းထန်ရှုတ်ချပြီးလူ့ခွင့်ရေးအကြောင်းပြပြီးအမေရိကန်ပြည်ထောင်စုကဇင်ဂျန်နဲ့ဆက်နွယ်တဲ့ပြဿနာကိုကြိုးကန့်ခြင်းတရုတ်ပြည်တွင်းမှာဝင်ရောက်ဆွတ်ဖက်ခြင်းတရုတ်နဲ့သက်ဆိုင်ရာနိုင်ငံတွေကြား ုံမှန်ဥပဒေစုံမွေပြပောက်ဆိုင်မှုကိုနှောက်ယှက်ခြင်းကိုပြည့်ရသလားစန့်ကျင်ကြောင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကပြောပါတယ်။တရုတ်နိုင်ငံဟာတခြားနိုင်ငံတွေနဲ့အပြန်အလှန်လေးစားဒဏ်လူညီများညှိနှိုင်းဆွေးနွေးမှုပေါ်အခြေခံပြီးတော့တရုတ်နိုင်ငံသားတွေရဲ့တရားဝင်ခွင့်ရင်းနဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နဲ့နိုင်ငံတကာတရားဥပဒေစုံမွေပြပောက်ဆိုင်မှုပုံမှန်ခိုင်မာစေဖို့ဆက်လက်တိုးမြှင့်ဆောင်ရွက်မယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးကလည်းပြောခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ။ဒန်နာအီလာနတ်သမီးပုံမြင်များတဲ့ကလို့ရှင်သက်ရှုမောပဲကောင်းတဲ့ဂျောင်းမီနိုင်ငံမှာနော်ရှာရှိန်စတိန်ရတက်ကြီးကြောင်းပြောချင်ပါတယ်။နော်ရှာရှိုင်းစတိန်ရတဲ့ခြင်းဟာဂျာမနီနိုင်ငံတောင်မတ်စွန်းပိုင်းဘာဗေးရီးယားဒေသမှာရှိတဲ့ဖျူဆန်မြို့ငယ်နေမှာရှိတဲ့တောင်တန်းတွေကြားမှာဒန်နာအီလာနတ်သမီးပုံမြင်တဲ့ကရတဲ့ကြည့်သလိုရှင်သက်ရှုမောပွဲခန်းနာထဲဝါစွာရှိပါတယ်။ ဒီကဘာကမိုင်ဝရဲတပ်ကြီးကိုဘာဘေးရီးယားဒေသရဲ့ဘင်းလုပ်2ဟာ19ရာစုအစောပိုင်းကာလမှာရဲတပ်ကြီးတရှိဟာတောင်တန်းဒေသတစ်ခုလုံးကိုဝယ်ခဲ့ပြီးရဲတပ်တိစားဖို့စတင်စီမံပါတယ်။ဘင်းဟာသွာလာရခက်ခဲတဲ့တောင်ပေါ်ရှိရဲတပ်ကြီးဟာအချိန်၃နှစ်တွင်ပြည်စည်းစဖို့အလို့သမားအဖွဲ့တွေညွှန်ကြားခဲ့ပါတယ်။ဒါဟာမလုံလောက်တဲ့အချိန်ဖြစ်လို့အလို့သမားတွေကနေရောညပါလောက်လို့ရပါတယ်။ဒါပေမဲ့တောင်ပေါ်မှာတရှိချင်းအလွန်ခမ်းနားလာတဲ့ဖွဲ့စည်းတိစားမှုပုံစံတို့ကြောင့်အချိန်ဟာ၁၂နှစ်လောက်ကြာသွားပါတယ်။ ဘီယင်လူဖ်2ဟာဒီရဲတပ်ကြီးဆောက်လုပ်ပြီးစီရင်သူ့ရဲ့နေထိုင်ရာနန်းတော်ဖြစ်ရီဇူးခဲ့ပေမဲ့ရဲတပ်ကြီးမပြီးစီခင်ဖောင်၈86မှာဘီယင်ကြီးဟာလက်ရွာဆန်သွားပါတယ်။ဘီယင်ကြီးဟာဒီရဲတပ်ကြီးဆောက်လုပ်စဉ်ဂေရီကာအိမ်ငယ်လေးမှာနေထိုင်ပြီးရဲတပ်ကြီးဆောက်လုပ်ပြီးစီဖို့များစွာဦးစီးဆောင်ရွက်ခဲ့တယ်ဆိုပါတယ်။သူလိုမျောလင်းခဲ့တဲ့နိုင်ရဲတပ်ကြီးမှာဘယ်တော့မှမနေခဲ့ရဘူးဆိုတဲ့ချက်ဟာယနေ့ထိတန်ဒေသခံတွေနဲ့ကဘာလက်ခီးသွားတွေကိုဝန်းနေစေတဲ့အချက်ပါဒီရဲတပ်ကြီးကိုဘီယင်ကြီး နေရဆံပြီးအချိန်တိုအတွင်းမှာအများပြည်သူတွားရောက်လေးလာနိုင်ဖို့ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးနော်ရှာရှိုင်းစတန်ရတက်ကြီးကိုတွားရောက်လက်ပတ်သူဦးကြီး62တန်းရှိပြီးနှစ်စဉ်ကဘာလက်ခီးတဲ့တန်းတန်းခွဲလောက်ပုံမှန်လက်ပတ်နေပါတယ်။ကဘာလက်ခီးတဲ့ဒီကိုဆွဲဆောင်နေတဲ့နော်ရှာရှိုင်းစတန်ရတက်ကြီးရဲ့ထူခြားချက်နောက်တစ်ခုကတရတက်ကြီးဟာအများပြည်သူရဲ့ကလေးဘွားအမှတ်တရဖြစ်တဲ့ Disney ရုပ်ရှင်ရဲ့ Cinderella Castle မှာနော်ရှာရှိုင်းစတန်ရတက်ကြီးကိုပုံဖော်မိညာထားတာဖြစ်ပါတယ်။ဒါပြင် Paris မြို့မှာရှိတဲ့ Disneyland မှာ စလီဘင်ဂျူဒီကစတရရဲ့မူလမှီညာထားတဲ့လက်တွေ့ပေါ်မှာရည်ရွယ်ကြည့်ရဖြစ်ပါတယ်။ World Disney မှာထုတ်လုပ်တဲ့ရုပ်ရှင်ဇာတ်လမ်းများမတိုင်ခင်အမြဲထုတ်လွှင့်ဖော်ပြခံရတဲ့ကာတွန်းရည်ရွယ်ကြီးဟာနော်ဆန်ဆိုင်စတန်ရည်ရွယ်ကြီးဖြစ်ပါတယ်။ရဲတကြီးရဲ့သမိုင်းကြောင်းနဲ့ဖွဲ့စည်းတည်ဆောက်မှုပုံစံခန်းနာထဲဝါဒီတာမက တရှိရနေရဒေတာသဘောပေါဝင်ခြင်းရာသီဥတုအခြေအနေတို့ကြောင့်ရဲတကြီးလဟာຫນွေဥຫນွေဆောင်းဆောင်း၄ဥတုမျိုးမှာအလားတမျိုးစီနဲ့ ခန်းနာထဲပါစွာနှစ်ပေါင်းများစွာရှိခဲ့ပါတယ်ရဲတပ်ကြီးကိုနွေဦးကလာမှာတွားရောက်လည်ပတ်မယ်ဆိုရင်မြူကိုးတွေစိုင်းနေတဲ့ကောင်းကင်နဲ့အစိမ်းရောင်ကပလာခြုံလွှမ်းထားတဲ့တောအုပ်တွေစိမ်းစုမြင်မာတဲ့ဘာဘေးရီးယားတောင်တန်းကြီးကြားမှာမြင်တွေ့ရပါမယ်ရဲတပ်ကြီးကိုနွေရတီကလာမှာတွားလည်မယ်ဆိုရင်တော့ကြီးပြတဲ့ကောင်းကင်အစိမ်းရောင်ခြုံလွှမ်းတဲ့တောအုပ်တွေနဲ့စိမ်းစုမြင်မာတဲ့ဘာဘေးရီးယားတောင်တန်းကြီးကြားစိတ်ကြည်နူးစရာမြင်တွေ့ရမှာပါရဲတပ်ကြီးကိုစောင်းဦးကလာမှာတွားရောက်လည်ပတ်မယ်ဆိုရင်တော့ ြည်ပြတဲ့ကောင်းကင်နဲ့လိမ္မော်ရောင်ခြုံလွမ်းထားတဲ့တောအုပ်တွေမြင်မာလာတဲ့ဘာဘေးရီးယားတောင်ပင်ကြီးတွေကြားကပြားဆန်တဲ့လှရင်သက်ရှူမော်ဘွဲတွေ့ရမှာပါရတကြီးကိုဆောင်းကားစီကလာသွားလိုက်မယ်ဆိုရင်တော့ကြည်ပြတဲ့ကောင်းကင်တတော်တော်တလောင်လုံးဖြူဖွေးအေးစစ်နေတဲ့သဘောအလှတရားတွေရင်သက်ရှူမော်ဘွဲတွေ့ရမှာပါဒီလိုတဘောလာရီနဲ့ပြီးပြည့်စုံတဲ့ရင်သက်ရှင်မော်ဘွယ်ဂျာမန်နိုင်ငံမှာအနော်ရှာရှန်စတိုင်ရဲ့တက်ကြီးအကြောင်းကိုတင်ဆက်ပေးလိုက်တာပါလေ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။